မဲခုံမြင့်ရဲ့တန်ဖိုးအားလုံးဝင်းမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Nolo Series Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကအရန်ကိုနာမည်ကြီးရဲ့မြစ်ကြီးသင်းအကြောင်းကိုပြောပြပေးသွားမှာပါဒီနေ့ကအရှိတောင်အာရှရဲ့အသက်သွေးကြောလို့တောင်ခေါ်ရလောက်တဲ့မဲခုံမြင့်ကြီးပါပဲမဲခုံမြင့်ကြီးကလူသားတွေအတွက်ဘာရီပေးနေလဲလူတွေကရောမြစ်ကိုဘာရီပြန်ပေးနေလဲဆိုတာသိအောင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါမဲခုံမြင့်ကြီးကအရှိတောင်အာရှနဲ့အရှိအာရှရဲ့နိုင်ငံအများစုကတော့ အရန်ကိုအရေးပါတဲ့မြေကြီးတစင်းပါကဘာနဲ့ရှင်ရင်ဆက်နှစ်ဆင်းမြောက်အကြီးဆုံးမြေကြီးဖြစ်တည်ရှိနေပြီးတော့အာရှတိုက်ထဲကမြစ်တွေနဲ့ရှင်တော့တတိယအကြီးဆုံးမြေဖြစ်တည်ရှိနေပါတယ်ဒီမဲခေါင်မြေကြီးကတိုင်ပေတန်ပလာတူးကနေမြေဖျားခံပြီးတေးဥပီဒူတမရနိုင်ငံရဲ့အနောက်တောင်ပိုင်းမြန်မာလာအိုနယ်ဆက်ထိုင်းနိုင်ငံကမ်ဘောဒီးယားနဲ့ဗီယက်နမ်တောင်ပိုင်းတို့ကိုဖြတ်တန်းစီးဆင်းသွားရင်းနဲ့တောင်တရုတ်ပင်လယ်တွေကိုစီးဝင်သွားပါတယ်မြေရဲ့ရှိကမိုင်ပေါင်း3050မိုင်ရှိပြီးတော့ အကျမ်းပြင်းအနေနဲ့တော့မြင်းရဲ့ဒုတွေကတရားတစ်ဆက်လေးကုပောက်ပိုင်ရှိရလို့ခံမှန်းထားရပါတယ်အရှိအရှာနဲ့အရှိတောင်အာရှကြားနေကြားစီလာခြားနာပေးထားတဲ့ဒီမြင့်ကြီးကမြင်းရဲ့မြင့်ဝန်းဒေတာမှာရှိတဲ့နိုင်ငံအတွက်လည်းအထောက်ပံ့အများကြီးပေးပါသေးတယ်အထူးသဖြင့်မြစ်ထဲကနေညားပြားလာတဲ့ငါးတွေကိုဖမ်းယူရရှိခဲ့ပါတယ်မြစ်စင်တဲ့တိုင်းဒီမြစ်ထဲကနေငါးတန်ချိန်ပေါင်းတန်းနဲ့ချီရရှိနေရပါအဲ့ဒါပြင်ဒီမြစ်ကနေရခဲ့တဲ့ငါးတွေကိုရောင်းရင်းနဲ့လည်း ညစဉ်နဲ့တိုင်းဒေါ်လာတန်းထောင်ချီတန်ကြီးရနေတယ်လို့ဆိုကြပါရယ်။ဒါတင်ပဲလားဆိုတော့လည်းမဟုတ်ပြပါဘူး။ကမ္ဘာဈေးကွက်ပေါ်က25ရာခိုင်နှုန်းသောငါးတွေကိုဒီမြင့်ထဲကနေဖမ်းယူရရှိခဲ့တာပါ။ဒါကြောင့်လည်းဒီမြင့်ကြီးကိုကမ္ဘာရေချိုးတတော်ဟာအများဆုံးရှိတဲ့မြင့်ကြီးဖြစ်တမ်းပတ်ထားကြပါရယ်။မြင့်ထဲကနေငါးပစုံနေပြင်ကနန်၊မွေနဲ့ဖားတွေကိုပါဖမ်းယူရရှိပြီးတော့တခါတရံကျရင်ရှားပါးမျိုးစိတ်တွေပါဖမ်းယူရရှိရလို့ဆိုပါရယ်။၂၀၀၅ခုနှစ်တုန်းက993ကီလိုဂရမ်ရှိတဲ့ အီယာမငခုကိုဒီမြစ်ထဲကနေဖမ်းယူရရှိခဲ့တာပါအဲ့ဒါပြင်2022ခုနှစ်ရောက်တော့လဲ300ကီလိုဂရမ်ရှိတဲ့အီယာမရေချုံ၅ကြီးတကောင်ကိုဖမ်းမိခဲ့ပြန်ပါသေးတယ်ဒါတွေကြောင့်ပဲမဲခေါင်မြစ်ဝမ်းမှာနေရသူအများစုကမဲခေါင်မြစ်ကြီးကိုပဲမိကုန်ပြီးအလုံးလောက်ကင်လာကြပါတယ်အထူးသဖြင့်တော့ကမ်ဘောဒီးယားနိုင်ငံမှာဒီနိုင်ငံထဲမှာတော့နိုင်ငံလူမှုရေ၃ပုံ၂ပုံကျော်လောက်ကမြစ်ထဲမှာ၅ဖက်နဲ့လုပ်ငန်းနဲ့မြင်းနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကိုပဲလုပ်ကြရလို့ဆိုပါတယ်။ဒါပြင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ မြေဝမ်းဒေသမှာလည်းမြေဩဇာကျွဲဝါတာကြောင့်စိုက်ပျိုးရေးလုပ်ငန်းကြသူတွေနဲ့ပြည်နေပြီးတော့စိုက်သမျှလည်းအောင်မြင်တယ်လို့ဆိုပါရယ်ဒါကြောင့်စိုက်ပျိုးရေးနိုင်ငံတွေကလည်းဒီစိုက်ပျိုးရေးတွေကနေနှစ်စဉ်နှစ်တိုင်းများပြားလာတဲ့နိုင်ငံเจ้าဝင်ငွေကိုရရှိနေကြပါတယ်ဒီချက်တွေကြောင့်မဲခေါ်မြစ်ကြီးကအာရှတိုက်ရဲ့စံအိုးကြီးဖြစ်တင်စားခံထားပြီးတော့အာရှတိုက်တွေကလူအများစုကိုလုံးစရာအလုပ်တွေပေးထားတဲ့မြင့်ဖြစ်လဲတက်မှတ်ခံထားပြပါသေးတယ်အဲ့ဒါအပြင်မဲခေါ်မြစ်ကြီးကတီးဘက်ကုန်းပြမြင့်နဲ့ ယူနန်ဒေတာတွေကိုပါဆက်သွယ်ထားပါသေးတယ်။မြေရမြေဝန်းဒေတာအားလုံးပေါင်းရင်သူ့ရဲ့ပိုင်ပေါင်း3သိန်း9000ခန့်အထိရှိပါတယ်။ဒါကြောင့်မြေဝန်းဒေတာမှာအထက်မြေဝန်းနဲ့အောက်မြေဝန်းဆိုပြီးနှစ်ပိုင်းခွဲခြားပြီးတော့သတ်မှတ်ထားရပါတယ်။မြေဝန်းတစ်ခုထဲမှာအထက်မြေဝန်းမှာရှိတဲ့မြေဝန်းစုစုပေါင်းပမာဏမြေဝန်းတစ်ခုလုံးရဲ့24ရာခိုင်နှုန်းရှိပါတယ်။ဒါပေမဲ့လည်းအထက်မြေဝန်းမှာကတော့မြစ်ကကျင်းပြီးနဲ့တဲ့ပြင်ရေစင်းနဲ့တန်တာကြောင့်ငါးဖန်းလုပ်ကလည်းတိတ်ပြီးတွင်တွင်ကြဲကြဲလုံးလုံးမရပါဘူး။ ဒါကြောင့်ငါဖက်လုပ်ငန်းလုံးမရတဲ့အထက်မြင့်ဝန်းပိုင်းမှာတော့စိုက်ပျိုးရေးနဲ့တခြားလုပ်ငန်းတွေကိုပဲလုပ်ကင်ကြရပါတယ်။အောက်မြင့်ဝန်းပိုင်းမှာကတော့မြစ်ကြီးမီရေစင်းမြန်တဲ့နေရာနဲ့မြစ်ကျယ်ပင်ရေစင်းမမြန်တဲ့နေရာဆိုပြီးခွဲထားပါတယ်။အောက်မြင့်ဝန်းမှာရှိတဲ့မြစ်ချင်းဆိုတာကအထက်မြင့်ဝန်းလောက်တော့မဆိုးပါဘူး။သူရေစင်းမြန်တဲ့ဆိုတာကလည်းငါဖက်လုပ်ငန်းအတွက်တော့အနေတော်လောက်ပဲဖြစ်နေပြီးတော့ငါဖက်လို့လည်းကောင်းပါတယ်။ဒါကြောင့်ပဲအောက်မြင့်ဝန်းကမြစ်ကြောင်တစ်လျှောက်လုံးရဲ့အဓိက လုပ်ငန်းဆိုင်ရာနယ်မြေဖြစ်လာခဲ့ပြီးတော့မြစ်ကြီးရဲ့ဂေယာစနစ်တော့လည်း အရေးပါတဲ့နေရာဖြစ်လာခဲ့ပါတော့တယ်။ဒီမဲကောင်မြကြီးကစိုက်ပျိုးရေးနဲ့ငါးဖက်လုပ်ငန်းအတွက်ပဲအသုံးတည့်ရလားဆိုရင်တော့မဟုတ်ပါဘူး။ဒီမြကြီးတဲ့မှာအပြုံခီးရဲထွက်လို့ရပါသေးရဲ့။တကယ်လို့နေစည်းပြီးအပြုံခီးရဲထွက်ချင်တယ်ဆိုရင်ပင်လယ်ထဲကိုလည်းမသွားချင်ဘူးဆိုရင်တော့ဒီမြစ်ထဲမှာသွားလို့ရပါတယ်။ဒီမြစ်မှာသွားနေရင်တော့အပြုံစီးမြစ်သင်္ဘောနဲ့မြစ်ထဲမှာရှောက်ပတ်နိုင်မဲ့အခွင့်အရေးကိုရရှိပါပဲဖြစ်ပါတယ်။ဒါပေမဲ့ခီးစည်းတော့ကြီးပါတယ်။တယောက်တည်းသွားမယ်ဆိုရင်တော့၄ည8ခီးအတွက် ဒေါ်လာ900ကျတဲ့မှာဖြစ်ပြီးတော့ဒီဒေါ်လာ900ဆိုတာကလက်ရှိပေါ့ဈေးနဲ့ဆိုရင်မြန်မာငွေ25သိန်းကျော်တန်ကြီးရှိပါတယ်။တကယ်လို့မိတ်ဆွေတို့ကပဲအပျော်စီးသင်းမောလုပ်ငန်းဖွင့်နေတယ်ဆိုရင်လည်းတော့ဖွင့်လို့ရပါတယ်။ဘသူမှဘာဖြစ်မှတော့ပြောပါမဟုတ်ပါဘူး။တခုရှိတာခီးနေတွေရဲ့အန်ရည်ကင်းမှုတော့အမကန်ပေးနိုင်ရပါမယ်။အဲ့ဒါအပြင်ဒီမဲခေါင်ပကြီးကနိုင်ငံတကာဆက်ဆံရေးနဲ့ကုတန်းတော်လာရေးအတွက်လည်းအများကြီးအထောက်အကူဖြစ်ပါတယ်။အထူးသဖြင့်မြန်မာနဲ့လာအိုနယ်စပ်က ဘဲကောက်မြစီကိုဖျက်ပြီးစောက်ထားတဲ့တရားဆိုရင်တရားတစ်ဖက်ဆုံးကနေတစ်ဖက်ဆုံးကိုကူးလိုက်ုံနဲ့နိုင်ငံမှာကူးလို့ရနေပါပြီအဲ့လိုဆိုလို့တရားကိုတော်တော်လေးဖြစ်မယ်လို့တော့မထင်လိုက်ပါနဲ့ဘာလို့ဆိုတော့တရားရဲ့အရှိဝါပေ2000ကျော်ရှိတာဖြစ်လို့ပါလမ်းလျှောက်ကူးမယ်ဆိုရင်တော့တော်တော်လေးမလွယ်တဲ့ကိစ္စဖြစ်မှာပါပဲမြန်မာလောင်းနယ်စပ်မှာစောက်ထားတဲ့မြေကူးတရားအပြင်တခြားမြေကူးတရားတွေလည်းမဲခေါင်မြေဝမ်းတလျှောက်မှာအများကြီးရှိပါတယ်အဲ့ဒီမြေကူးတရားတွေကပါအများစုကတော့ ခိုင်းလာဖို့ငြိမ်းချမ်းရေးအတွက်ဆိုပြီးတော့စောက်ထားကြတာတွေပါဘလို့ပဲဖြစ်ဖြစ်ဒီမြင့်ကြီးကတနည်းတစ်ပုံနဲ့တော့နိုင်ငံတွေကြားမှာဆက်သွယ်သွားလာရေးအတွက်အထောက်အကူပေးနေတာပါပဲအရှိတောင်အာရှရဲ့အသက်သွေးကြောဖြစ်နေတဲ့ဒီမဲခေါမြင့်ကြီးကအခုဆိုရင်တော့လူသားတွေရဲ့လောက်ရကြောင်းစိုးရိုးတွေအများကြီးခံစားနေရပါပြီအဲ့ဒီစိုးရိုးတွေကတော့အမျိုးဆုံးကြိုးခုံစုံပလုံပါပဲစိုးကြုံမန္တမရီတွေကမှအစိုးဆုံးကတော့ plastic အမိုက်တွေပါလူသားတွေရဲ့စီးမရှိကဲမရှိစွန့်မြင့်မှုကြောင့်တန်တဲ့ချီရဲ့ plastic အမိုက်တွေဟာ ဒီမြစ်ထရားတွေတစ်ဆင့်ပင်လယ်တွေကိုအမြဲလိုလိုဝင်ရောက်နေပါတယ်။ဒါကြောင့်လဲဒီမဲကောင်မြစ်ကြီးကကမ္ဘာရေထူးအညစ်ညမ်းစေဆုံးမြစ်ကြီးဆယ်စင်းထဲကဒဇင်းဖြစ်တက်မှတ်ခံလာပြီးတော့နာမည်ဆိုးတစ်ခုဖြစ်တော်ဆွဲထည့်လာနေပါပြီ။နောက်တစ်ခုကတော့ဒီမြစ်ကြီးကမှစောက်ထားတဲ့ရေကာတာနဲ့တန်တမန်တွေပါ။ဒီမြစ်ကြီးရဲ့မူလရေစီးကြောင်းကိုပိတ်ဆို့နေတဲ့ရေကာတာတွေနဲ့တန်တမန်တွေကဒီမြစ်ကြီးရဲ့ဂေယာစနစ်ကိုဖြက်စီးပြင်းမဲ့အထိတော်ချိန်ချောက်နေပါတယ်။ရေကာတာတွေရဲ့ပိတ်ဆို့မှုကြောင့်မြစ်ရဲ့ရေစီးကြောင်းတွေက နေကွေးလာတဲ့အပြင်ပင်လယ်ထဲစီးဝင်နေတဲ့မြေရဲ့ရေပမာဏကလည်းနည်းလာနေပါပြီ။ဒါတင်မဲလားဆိုတော့မဟုတ်ပါဘူး။မြေထဲမှာနေတဲ့ရေနေတတော်ရီတို့လည်းဟိုနေရာပိတ်ဒီနေရာပိတ်ဖြစ်နေလို့မြင့်တိုင်းလွတ်လွတ်လပ်လပ်မသွားနိုင်ကြတော့ပါဘူး။ဒါကြောင့်လည်းမြေထဲကနေငါးဖမ်းပြီးအသက်မွေးနေရသူတွေအတွက်ငါးဖမ်းရတာအခက်အခဲတစ်ခုလိုဖြစ်လာပါတယ်။နေ့စဉ်နေ့တိုင်းလည်းတမန်တွေထတ်တိုးလာတာကြောင့်မြေထဲကဖမ်းယူရရှိတဲ့ငါးရီတို့တည်းကရော့တဲ့တဲ့ရော့လာပါပြီ။ဒါကြောင့်ပညာရှင်တွေကလည်းဒီလိုလားဆက်သွမ်းနိုင်မယ်ဆိုရင် အနာဂတ်မှာငါးတကောင်မှဖမ်းမရတော့တဲ့အချိန်ကိုရောက်လာမှာပဲလို့ခံမှန်းခဲ့ကြပါတယ်။အခုဆိုရင်တချို့တချို့တော့အစိုးရတွေကမြစ်ထဲမှာတပန်ဆောက်လုပ်မှုကိုတားမြစ်နေကြပါပြီ။ဒါကြောင့်မြစ်ရဲ့ဆောက်ရုပ်လာတဲ့အချိန်တွေကိုထိန်းနိုင်လာမယ်လို့မျောလင့်ထားကြပါတယ်။ဒီရင်တက်ဆက်ပေးခဲ့တာကတော့ဝဲကောက်မြင်းကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါ။နောက်နေ့မှာလည်းအခုလိုမျိုးဗဟုသုတရစရာတွေကိုနေ့စဉ်မပြတ်တင်ဆက်ပေးသွားမှာမလို့ page ကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါ။အစုံနဲ့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ဗျာ